အားလုံးပဲမြင်ပါပါကျွန်တော်ကတော့ BDC ရာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတည်းကတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်9ရက်3လ2025ကနေ15ရက်3လ2025အတွင်းမှာဂျုံတွေ့ရမယ်တပတ်စာကန်ဒမဟောကင်းကိုကနာတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကလာတွေမှာကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေအဘလိုကန်ဒီယာလေးတွေဂျုံတွေ့ရတယ်လဲဆိုလို့ရှိရင်ဗီဒီယိုမျက်နှာပဲကြည့်ပြီးရှေ့ရှုပြီးဟောကြားပါလို့ပြန်နော်ကောင်းတာမြင်လဲကောင်းတာပေါ့မကောင်းဘူးဆိုလို့မကောင်းဘူးပေါ့နော်အဲ့တော့အခုဒီကြပိုင်းတွေမှာ ီနိုင်နဲ့ပတ်သက်ပြီးအဓိကထားဦးစားပြီးကျွန်တော်ဟောရတယ်ပြဘာလို့လဲဆိုတော့အဲခလင်းငယ်တွေဒီကလာမှာကျွန်တော်ညီငယ်ညီမငယ်တွေစောင်းဝဲဖြစ်နေကြတဲ့ကာလလို့ခေါ်တော့ဗောလေအဲ့တော့တိုင်းလာသားသမီးကျွန်တော်ညီငယ်ညီမငယ်တွေစောင်းဝဲဖြစ်တဲ့သူတွေပညာရေးနဲ့ပတ်သက်ပြီးလုပ်နေတဲ့သူတွေရှိတယ်ဆိုရင်ပညာရေးမှာဘာမှစိတ်ပူကြမလို့နော်ကံတရားရဲ့ထောက်မမှုတွေအပြေဝါရမယ့်ကာလလို့ခေါ်တယ်ဖြစ်တဲ့စောင်းဝဲအောင်ရမယ်ဆိုတဲ့ကာလပေါ့နောက်ဆုံးစကားပုံပြောမယ်ဗျာဒီလိုကာလမှာသူကစောင်းဝဲဖြစ်လို့မအောင်ဘူးဆိုရင်ဘယ်ကာလမှာအောင်တော့မယ်လို့အဲမယူဆအောင်လို့အောင်ကျွန်တော်ပြောလို့ရတဲ့အနေအထားအထိသိချမယ်အောင်မယ်အဲ့ဒါလေးပြောခြင်းတယ် ရာခိုင်နှုန်းအပြည့်ဆိုရင်တရာရာခိုင်နှုန်းပိုင်းရင်ဗျာ85ရာခိုင်နှုန်းတော့အောက်မဲ့ဂိမ်းတွေမှာတော့ပါတာပေါ့ကျန်တဲ့25ရာခိုင်နှုန်းကတော့ကိုယ့်ဘက်ကကြိုးစားမဲ့ဝရိယအားတွေထည့်ပြီးလိုက်ပါနော်အဲ့တော့နောက်ဆုံးဗျာကိုစားကြက်တယ်မလားကျွန်တော်ကိုကြက်တဲ့စားတွေကဆောင်းပွဲမှာပါတဲ့ဟာတော်ပြီးတိုက်တာပေါ့ကံပြားရဲ့ထောက်ပုံမှုတွေအပြည့်ဝရတာပေါ့တဘုံမှမကြက်ပဲနဲ့တော့သွားဖြည့်နေပါတယ်အောက်ပါတယ်နော်ဒါကတော့ရှင်းပါတယ်အဲ့တော့ကိုယ့်ဘက်ကဝရိယလေးနည်းနည်းတော့ပဲကြိုးစားလိုက်ကံရဲ့ထောက်ပုံမှုအပြည့်ဝရတယ်အဲ့တော့ဝရိယအများကြီးကြိုးစားတဲ့သူဆိုရင်တော့အထွေထွေပြောကြရမလို့ဘူးပေါ့လေထူးထူးချွတ်ချွတ်ဂုံလူများစွာနဲ့အောင်းအားတက်တဲ့ကဲနော် အနည်းဆုံး3ဘာသာသုံး5ဘာသာလို့အဲ့လိုထိပါတတ်တဲ့ဂိမ်းနဲ့ထိပါတယ်ဗျာနော်ဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်အမှန်တန်အားရတယ်ပေါ့အဲ့ဒါအပြင်တခြားဒီပြပနိုင်ငံသားတွေမှာသွားပြီးတော့ပညာတော်သင်ရှောက်မဲ့သူတွေဖို့ဆိုလို့ရှိရင်ဒီကာလကြီးရှောက်လို့အကောင်းဆုံးသောကာလဖြစ်တဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင်တော့လုတ်ပါလုတ်တဲ့ထက်တဲ့အရာတွေအားလုံးလုတ်ကန်ရရဲ့ထောက်ပံ့မှုအနောက်ကနေလိုက်လာနေသင်တန်းတွေပါရင်အစ်စ်ထက်တတ်မယ်ဆိုလဲတက်လို့ရတယ်ပညာတွေပါရင်အစ်စ်တင်ရတတ်တယ်ဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းတွေမှာသွားပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးဘာမှစိတ်ကူးကြအောင်မလုပ်ဘူးဗျာနော်အမှန်တော့ဝမ်းတောင်ဖို့ကောင်းပါတယ် ဒုတိယတစ်ချက်အလုံးနဲ့ပတ်သက်ပြီးပြောနေတယ်အဲ့တော့အကြောင်းတွေတော့ကလေးတွေမဟုတ်တော့ဘူးအလုံးလုံးနေရတဲ့သူတွေအတွက်ကြတော့ဘာဖြစ်သွားပြီလဲဆိုတော့အလုံးမှာရံလေးတွေရှိတယ်အဲ့ဒါလေးသိသိချင်းနော်အဲ့တော့တော့ခင်းစားရံမှာမှသူကအဝေးရလာတဲ့ရံမဟုတ်ဘူးအတွင်းရံလို့ခေါ်တယ်ဒီကိုလုံးနေတဲ့ဌာနဒီအတွင်းနေရပဲကိုယ့်ကိုမနာလို့တိုက်ခိုက်တဲ့ဟာလေးတွေဖြစ်တတ်တယ်အထက်လူကြီးအကြီးကဲတွေကကိုယ့်ကိုကုညီဆောက်ရှောက်မှားသားမှုတွေလာတာတို့ရာတို့တို့တတ်တယ်ဆိုတော့ကိန်းမှုတွေရှိတယ်ဒီတပတ်ကာလကတိုင်းလာသားသမီးတွေလက်ညှိုးညှိုးရေးဖြစ်မဲ့ကိန်းမှု ဲ့တော့အဲ့လိုမျိုးကိုကကံကောင်းပြီဆိုရင်ကိုကိုမကြည့်တဲ့သူတွေလှုပ်ဖို့ကိုင်းပါတယ်အောက်လက်ငယ်သားတွေအရှိမာရာပြုံးပြနေတာနောက်ွယ်မှာတမျိုးလှုပ်နေတဲ့သူတွေအများကြီးရှိတယ်သတိထားမယ်ဒုက္ခပင်အဝေးရလို့မဟုတ်ဘူးလှုပ်ဖို့ကိုင်းပါအောက်လက်ငယ်သားဒီဌာနအတွင်းဌာနသူတွေပဲဒုက္ခပင်ကိုပိုင်စီဝါရေးလုပ်ငန်းလုပ်တဲ့သူဆိုလို့ရှိရင်ကိုရဲ့အောက်လက်ငယ်သားတွေပဲကိုကိုဒုက္ခပင်ပါကိုစီကလည်းရုပ်ရည်လူတွေထွက်သွားကြတယ်ပေါ့နိမပြောမဆိုထွက်သွားကြတယ်ပြဿနာဖြစ်ပြီးတော့ထွက်သွားကြတယ်တခုမှကျန်တဲ့အောက်လက်ငယ်သားတွေကိုဆက်ဆံတဲ့အခါမှာယုံကြည်စိတ်ချတာမဆက်ဆံပါနဲ့ အလုပ်ရှင်တွေဖြစ်ခဲ့မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အလုပ်သမားတွေကိုကိုယ့်ရဲ့ဆိုင်မှာအိမ်မှာပေါ့လေလွတ်လွတ်ကင်းကင်းစိတ်ချလက်ချထားခဲ့တာမျိုးတွေမလုပ်စေချင်ဘူးပြဿနာအနောက်ရှက်တွေဖြစ်တယ်လေနော်ပရိပခါတွေဖြစ်တယ်အခက်မသိရင်သူတို့ကိုအကြောင်းပြုပြီးတော့ရုံရောက်ခရောက်ပြဿနာတွေပါပြီးဖြေရှင်းရတာတွေအစားဖြစ်တယ်လေသတိထားပါတမိုးကြီးတဲ့ပစ္စည်းလေးတွေပျောက်တတ်တယ်အထူးသဖြင့်ရွှေတယ်ပစ္စည်းလေးတွေငွေလို့ရွှေလို့နော်ပတ်စံလို့ရွှေတွေဒါမျိုးတွေပျောက်တတ်ရှတတ်တာမျိုးတွေဖြစ်တယ်လေတခုတ်ခိုးခံတတ်တယ်ပျောက်ခဲ့ရင်ပြန်မရတာမျိုးတွေဖြစ်တယ်လို့ခိုးခဲ့ရင်လည်းသူကအဝေးရလူတွေမဟုတ်ဘူးပေါ့ စကားကိုပြောမယ်ဗျအောက်လက်ငယ်သားတွေအလုံးစုံမှရှိလဲကိုယ့်ရဲ့အောက်လက်ငယ်သားနောက်ဆုံးအိမ်ထဲမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တာသမီညီကိုမောင်တော့မှအရင်ခောက်ကအဲ့အတွင်းထဲကသူတွေကပဲခိုးမယ်နိုင်ငံခြားသူတွေရလာမခိုးဘူးအဲ့လောက်ပြီးဖြစ်တယ်လို့ခေါ်တယ်သတိထားဒီကလာမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးမရဘူးတင်းနာတာသမီတွေအထူးသတိထားပေးပါရွှေအဝင်မတော်ဘူးရှိတဲ့ရွှေတွေတော့မှအကြောင်းအကြောင်းကြောင့်ထွက်သွားတတ်တယ်ကိုရကလို့သဟုတ်ခုတ်ကောင်လို့ပဲဖြစ်ဖြစ်ကြောက်ပြောက်တာပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုဖြစ်တဲ့အရင်ကမှသူကရွှေမမသူကနဂတ်တို့နဒောင်းတို့လက်စုပ်တို့အဲ့လိုမျိုးတွေဖြစ်တာပို့ပြီးတော့များကြတယ်ဗျာနော်သတိလေးထားပေးပါ ဆိုတော့ပတ်စံရလို့ရှိရင်လည်းရွှေမော်ဝင်နဲ့နော်သို့တော့တံမိုးကြီးတဲ့ဆက်ပစ္စည်းတွေဝင်လာတတ်တဲ့ဂိမ်းရှိတယ်ဥပမာရွှေလက်စွပ်တွေဝင်တာမဟုတ်ပဲစိန်လက်စွပ်ဝင်မယ်ဆိုရင်ဝင်လို့ရတယ်အဝင်တော်တယ်သူကတံမိုးကြီးတဲ့ဆက်ပစ္စည်းတွေဝင်လာတတ်တဲ့ဆိုင်ကယ်တို့ကားတို့နော်ဒါမျိုးတွေဝင်လာတတ်တယ်ပြီးတော့ခုနကဖုန်းတို့အဲ့ဒါမျိုးတွေအားစတံမိုးကြီးတဲ့လက်တော်စသရာပြီးကွန်ပျူတာအကုန်လုံးဝင်လာတတ်တဲ့ဂိမ်းရှိတယ်ဝင်အဝင်တော်တယ်ပြီးတော့ဒီကရမှာအိမ်တွေဘာတွေစောက်မယ်ပြင်မယ်ဆိုလဲစောက်လို့ကောင်းတဲ့အနေထားရှိတယ်ဆိုင်တွေဘာတွေဖွင့်မယ်ဆိုလဲဖွင့်လို့ကောင်းတဲ့အနေထားရှိတော့လုတ်ချင်တာမှန်တယ်များဒီကရမှာအစပြုပြီးတော့လုပ်ရတယ် နောက်ဆက်တွဲတွေကသူ့ဘောက်သူအလိုလိုနဲ့အလိုလိုကောင်းလာနေပြန်မယ်နော်စိတ်မပူပါနဲ့လုပ်ငန်းတစ်ခုစတင်တည်ဆောက်လို့အကောင်းဆုံးသောကာလသည်ဒီကာလဖြစ်တယ်ဆိုတာတိုင်းလာသားသမီးတွေသိသိချင်းတယ်နော်ပြီးတော့ဒီကာလမှာလှုပ်တဲ့အခါမှာတယောက်အားနဲ့မရဘူးဆိုရင်ပူတွဲပြီးတော့စုပေါင်းဆက်ပေါင်းလုပ်တဲ့အားလေးနဲ့ပေါင်းလုပ်ကြပါအဆင်ပြေပါတယ်အထူးသဖြင့်အင်္ဂါသားသမီးတွေနဲ့ပူတွဲပြီးလုပ်လို့ရတယ်နာမည်မှာစလုံးစလိုက်ဇာကွယ်ဆက်မြင်သူညပါတဲ့သူတွေနာမည်မှာပပပဗမပါတဲ့ဂျာတာပရိနန်နဲ့ပါတဲ့သူတွေသူတို့နဲ့ပူတွဲပြီးလုပ်ပါတခြားပေါင်းအောင်မြင်မယ်အဆင်ပြေမယ် မြေအယောင်းဝယ်တွေရောင်းလို့ကောင်းတဲ့အနေအထားတွေဖြစ်တဲ့အမွေအနှစ်ရမယ်လူတွေဒီကာလမှာရတယ်ပြောနော်ပြီးတော့ခြံတို့မြေတို့ဝင်တဲ့ကိန်းရှိတယ်အဝင်တော်တယ်ပေါ့လေနော်ဟိုတချို့ဒီတနေ့ကသာသမီတွေမှာအမှုငင်းရင်ဆိုင်နေရတာကြာပြီးဖြစ်တဲ့သူတွေရှိတတ်တယ်အဲ့လိုဖြစ်ခဲ့ရင်ဒီလိုကာလမျိုးမှာအပိသက်အမိတ်ချတဲ့ခါမှာမိဘကအနိုင်ရတယ်ဆိုတော့ကိန်းမျိုးတွေကြုံဝမ်းတတ်တယ်ဗျဒါဝမ်းသာစရာပဲပေါ့လေနော်အဲ့တော့ဒီတပတ်ကာလဒီအမရံကံကောင်းတဲ့ရတ္တပတ်ကာလဆိုတာသိသိချင်းတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းဘာမှဆက်မပူနဲ့လက်လာပါအမရံရှင်နိုင်မယ် သို့တော့ရတဲ့ပတ်စံမမြဲတာတော့ဖြစ်လိမ့်မယ်ဗျာပတ်စံမဝင်တာမဟုတ်ဘူးเนาะတေချာပေါက်ဝင်ရောဝင်ပတ်စံအပြောက်အပြက်များတယ်ဆိုရင်ပုံမှန်တယ်ကိုเจ้าကုံတာထက်စားလို့ရှိရင်အာအချောင်းအချောင်းကြောင့်ပေါ့လေကုံတာမျိုးလေးတွေများတဲ့အောက်လောက်ငယ်သားသာသမီဆွေမျိုးညီကောင်တော်မှမိသားစုဒါတွေကိုအချောင်းပြုတ်ပြီးတော့ငွေကုံချေကြလေးတွေများတဲ့သတိထားဗျာเนาะဆိုတော့အဲတချို့လေးတွေဆိုလို့ရှိရင်လည်းသင်တန်းကိစ္စပေါ့လေပညာရေးနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရတဲ့ကိစ္စအဲ့ဒါတွေအားစားကုံတာမျိုးလေးတွေဖြစ်တဲ့ဆက်သက်ပြီးတခုမှာကျင်တဲ့တနင်္ဂနွေသာသမီတွေပြပသွားဖို့စူးစမ်းနေတဲ့သူတွေရှိတယ်ဆိုရင် ပညာရေးနဲ့ပတ်သက်ပြီးသွားတဲ့သူတွေကတော့ပြောစရာမလိုဘူးသွားတတ်တဲ့ gain ရှိတယ်အဆင်ပြေတယ်သို့တော့ပညာရေးနဲ့ပဲသွားသွားတခြားအလုပ်ကိစ္စနဲ့ပဲသွားသွားမင်းအစိုးရတွေနဲ့ပတ်သက်တဲ့ကန့်သတ်ချက်တွေကြောင့်ကိုသွားမဲ့လန်ခီလေးတွေထင်ကောကြံ့ညာသွားတာနောက်နေသွားတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးချင်တယ်နော်အဲ့ဒါလေးတစ်ချက်သွားညှိတယ်ဂယုဆိုင်ပေါ့ဒီကတော့မှဖြစ်နိုင်ရင်တော့ထိုင်းတို့ဘာလို့လာလို့သွားမဲ့သူတွေသွားလို့မသင့်တော့ဘူးမသွားစေချင်ဘူးလို့အကြံပေးချင်တယ်နော် ကျမ်းမိုင်လာပတ်သက်လို့ရှိရင်တနင်္လာသားသမီးတွေဒီကာလမှာအကြောအချင်းတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးပြင်းပြထန်တာဖြစ်နေမယ်ခလာကူမှာအကြောအချင်းတွေနာကျင်ကြိုက်ခဲနေတာညောင်းညာနေတာနုံးနေတာသိတယ်မလားအားရင်းတွေမရှိလို့လို့ဖြစ်တာအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်တတ်တဲ့အပြင်လေချိုးလျောက်တွေပြင်းပြထန်တာဖြစ်တတ်တယ်သတိထားပေးမယ်ဗိုက်ထရီယာနေဆိုအူတက်ပေါက်တာအဆိုင်အညာရောက်တာနော်အဲ့လိုမျိုးတွေအစားဖြစ်တတ်တယ်ဂယုစိုက်ပေးပါနော်မပေါ့နဲ့ပြီးတော့အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်ဒီ1 byte ထဲကမှဖြစ်ရင်စနေနံခိုက်တာဖြစ်တဲ့အတွက်နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေအဓိကသတိထားမယ် နားတို့နော်လက်ကြောင်းတို့နှာခေါင်းတို့အဲ့လိုမျိုးတွေအစထိတာမျိုးတွေဖြစ်တတ်တယ်ဂယုဆိုင်ပါအဲ့တော့ဆေးရုံဆေးခန်းတွေဘာတွေပြမယ်ဆိုလို့ရှိရင်တော့ကြာတာပရိသသမီးဆရာဝန်နဲ့ပြပါနော်အနောက်ရက်မှာရှိတဲ့ကြာတာပရိသသမီးဆရာဝန်နဲ့ပြအနောက်ရက်ပဲပြောတာအနောက်တောင်တောင်ရက်ကိုတော့မသွားနဲ့နော်မကောင်းပါဘူးဒီကနေ့မှာလေပြီးတော့ရေနံခီလုံးဝသွားလို့မရဘူးအဆင်မပြေဘူးဒီကနေ့မှာကန်းကြီးတွေဘာတွေသွားပြီးတော့အပန်းဖြေမယ်ဘာညာလုပ်မယ်ဆိုရင်သတိထားပါရေထဲဆင်းအန္တရာယ်ရှိတာမျိုးတွေဖြစ်တတ်တယ်အထူးသဖြင့်အရက်တောက်ပြီးရေတွေဘာတွေကုလို့ရှိရင်ရေနစ်တည်တတ်ပါတယ် သတိထားပါနော်အဲ့ဒါလေးတော့မမေ့ပါနဲ့မြစ်တာရင်းနဲ့ပတ်သက်ရင်တော့တနေ့ကသာသမီဒီကာလမှာရံတစ်ချက်ချက်ဖြစ်တယ်သတိထားပြီတရားရံတော့ကွဲလာပြက်လာဆိုတော့မကွဲအဲအဲ့လိုမျိုးပေါ့နော်အိမ်တွေအိမ်တော်ကြီးကစားပါလေအမြဲတမ်းပူညာပူညာမျက်နှာချင်းဆန်နေတာနဲ့ရံပဏိပခလေးတွေအဖြူနဲ့အမဲလိုအဲ့လိုမျိုးလေးတွေဖြစ်ဖြစ်ပြီးပဏိပခပဏိပခလေးတွေဖြစ်တယ်သတိထားပြီပါအတွင်းရံလေးတွေရှိတယ်အိမ်တွေရေကွဲလာမရင်တရားရံကတော့မကွဲတာမျိုးလေးတွေပေါ့အဆင်ပြေလာမျိုးတော့လေချစ်သူချင်းချင်းအိမ်တော်ဘက်အချင်းချင်းပဏိပခလေးတွေရံလေးတွေဖြစ်တတ်တယ် ချစ်သူမရှိတဲ့သူတွေကတော့ဒီကလာမှာချစ်သူအသေးကြမယ်။ရတဲ့ချစ်သူကကောင်းတဲ့ချစ်သူအိမ်အောင်ဘက်ကောင်းတဲ့စုံပြီးရတတ်တယ်။နောက်ဆုံးဘဝရဲ့လက်တော်ဘောကောင်းထိပါဖြစ်တတ်တယ်။ဖြစ်နိုင်ကဒီကလာမှာရတဲ့ချစ်သူကိုလုံးဝလက်မလို့ဘယ်နဲ့တခါတည်းအပိုင်နာယူလိုက်။အဲ့ဒါအကောင်းဆုံးပါပဲနော်။ယူလို့ကောင်းပါလေ။အထူးသဖြင့်ဒီကလာမှာစနေသားသမီးတောက်ကြသားသမီးတွေကိုအကြောင်းပြုပြီးစိတ်ဒုက္ခလေးတွေရောက်တတ်တယ်။အထူးသတိထားရှောင်ရှားပါနော်။အင်္ဂါကြတာပြိသားသမီးတွေကောင်းကျိုးပေးတယ်။မတ်လ9ရက်10ရက်11ရက်12ရက်13ရက်14ရက်အဲ့ဒီလေးတွေဇက်တိုင်အမရန်ကံကောင်းတယ်ဗျာနော်။ လသာတို့တော်တို့ရာတို့တို့တော်တို့တံခိုးကြီးရဲ့စက်ပစ္စည်းတွေမြေတို့အမွေနှစ်တို့ဒါမျိုးတွေအားအစားဝင်လာတတ်တယ်။ပညာရေးနဲ့ပတ်သက်ပြီးလက်သမားကံကြမ္မာဟာလေအားလုံးအဆင်ပြေတယ်။ပြပနိုင်ငံသားပညာတော်သင်သွားမဲ့ကိစ္စတွေအမှန်အဆင်ပြေတယ်။ထွန်းထွန်းပေါ့ပေါ့ကိုအောင်မြင်တယ်ဗျာ။ဆိုတော့အိကာရတီကောင်းတယ်။သို့တော့မတ်လ15ရက်နေ့တရက်အညံ့အခက်တွေရှိတယ်။တတိထားအောက်လက်ငယ်သားတာသမီညီကိုမတော်တွေကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေဖြစ်တတ်တယ်။အိမ်တို့ရဲ့ယံပြိမခတွေတွေဖြစ်တတ်တယ်။စိတ်ဆိုပြီးအိမ်ဘဝဆင်းပြီးစကားများပြီးတော့လူများချင်းအိမ်ဘဝဆင်းသွားတာရာစာဖြစ်တတ်တယ်။တတိထားပါ။ ကြက်တွေအောင်ပန်းအောင်အနီအောင်အစိမ်းအောင်တို့ကိုအဓိကအဝတ်စင်သုံးဆွဲပေးရမယ်။ဂန္ဓမာပန်း၊မင်းမြုပ်ပန်း၊ကြောက်စိမ်းပန်း၊ဂန်းတော်ပန်း၊ကြာပန်းတို့ကိုမိမိတို့ယုံကြည်ဖို့ရတဲ့ဖရားမှာဖရားပန်းကတာနေအဲ့ကနေမှအလပန်းကိုထိုးတဲ့နေရာမှာပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့ကျောင်းရတဲ့အညံ့လေးတွေကင်ပြီးကောင်းတဲ့ခံလေးတွေပူကောင်းအောင်ရရချီရမှာပေါ့နော်။ရရနေနဲ့ဘယ်လိုလုပ်သင့်လဲဆိုလို့ရှိရင်မြတ်စွာဘုရားကိုအဲနန်းကြီးတုပ်တွေပေါ့လေ။ကတ်လို့ပူဇော်ပေးပါ။ပြီးလို့ရှိရင်မိမိကိုယ်တိုင်နန်းကြီးတုပ်တွေစားလို့ရတယ်။ အနီးနားသူတွေမိဘဆရာသမားတွေကိုနန်းကြီးတောက်လေးဒါနပြုကျွေးမှုခြင်းအဖြစ်အလိုရှိရာဆန္ဒတွေပြေဝလာပါလိမ့်မယ်။ဒါအပြင်ကျွန်တော်ရဲ့အညံ့အခက်တွေပြေဖြောက်ခြင်းလည်းဆိုရင်အိမ်မှာရှိတဲ့ရက်တောင်အဟောင်းတွေကိုရှာဖွေကိုယ်တိုင်ကိုကြလမ်းထက်ကအမိုက်ပေါ်မှာသွားပြီးဆွန့်ပြစ်ပလိုက်ပါ။အညံ့တွေကင်းပြီးတော့ကောင်းတဲ့ကံတွေအေကံမုတ်ချပို့ပြီးကောင်းသွားပါလိမ့်မယ်။တနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။